ရည်စကြူလာအနာဂတိကျံအခန်းကြီး30အငယ်1မှ26တပံတာရပြာယိနှုတ်ကပတ်တော်သည်ငါစီတို့ရောက်လာ၍အချင်းလူသာတင်သည်ပရောဖက်ပြုလျက် အရှေတာရပြာယိအမိန်တော်ကိုဆင့်ဆိုရမည်မှာရောက်ရသောနေ့သည်အမင်္ဂလာရှိသည်ဟု အော်ဟစ်ကြလော ထိုနေ့နီးပြီးတာရပြာယိနေ့မိုးအုပ်သောနေ့ တပားအမျိုးသားဖို့ချင်းချက်တော့အချိန်နီးပြီဒါဘီသည်အေဂုတုပြည်သို့ရောက်သည်ဖြင့်သူရဲတို့သည်လဲ၍တေကြသောအခါအေသယောပိပြည်သည်ပူပန်လိမ့်မည်အလုံးအရင်းကိုပယ်ရှား၍မူလအမြင့်ကိုဖြိုဖျက်ကြလိမ့်မည်အေသယောပိပြည်သားဖုတပြည်သားလူဒပြည်သား အမျိုးမစစ်သောလူရှိသည်မြခုပအမျိုးသားမိတ္တဟာယဖွဲ့သောပြည်သားတို့သည်အေဂုတုပြည်သားတို့နှင့်တကွဓာဖြင့်လဲ၍တေကြလိမ့်မည်အေဂုတုပြည်ကို ထောက်မသောသူတို့သည်လဲ၍တေကြသဖြင့်အေဂုတုအစွမ်းတတ္တိဤဂုံအတရေသည် ဆုံးလိမ့်မည်မိကဒေါလာမျိုးမှစ၍သူနေမျိုးတိုင်အောင် ဧကတုပြည်သားတို့သည်ဓာဖြင့်လဲ၍တေကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏ပျက်စီးသောပြည်တို့တွင်ပျက်စီးလျက်ရှိကြ၍လူစိတ်ညံသောမြို့တို့တွင်ဧကတုမြို့တို့သည်ပါဝင်ကြလိမ့်မည်ငါသည်ဧကတုပြည်၌မီးညှိ၍ထိုပြည်ကိုမဆသမျှသောသူတို့သည်ပျက်စီးကြသောအခါငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရကြလိမ့်မည်ထိုအခါစိုးရင်ချင်းမရှိသောဧတယောပြည်သားတို့ ို့ကိုကြောက်စေခြင်းငါငါစီလွတ်သောတမန်တို့သည်တင်မောစီ၍တွားကြသဖြင့်အဲကုတုပြည်ဤအချိန်၌သူတို့သည်လည်းအလွန်ဆင်းရဲခြင်းတို့ ရောက်ရကြလိမ့်မည်ထိုအချိန်လဲနီးပြီဟု မိန်တော်မူ၏အရှင်သာဝရဘုရားမိန်တော်မူသည်ကဘာဘူးလုံရှင်ပင်ယေနေဘုခနေစာအဖြစ် အေဂုတုပြည်ဤအလုံးအရင်းကိုငါဖြတ်မိထိုရှင်ဘရင်နှစ်တကွသူဤလူများကြောက်မတ်ဖွယ်သော လူမျိုးများတို့သည်အေဂုတုပြည်ကိုဖျက်ဆီးခြင်းငါလာ၍ဓာကင်လျက် တပြီးလုံးကို သူရဲတို့နှင့်ပြည့်စေကြလိမ့်မည်မြစ်တို့ကိုငါခန်းချောက်စီ၍အတ္တမလူတို့အားပြည်ကိုရောင်းလိုက်မည်တကြွန်းတနိုင်ငံသားတို့လက်ဖြင့်ပြည်နှစ်တကွပြည်၌ပါသည်။ကိုငါဖြတ်စီမည်ငါထာဝရဘုရားပြောပြီးအရှင်ထာဝရဘုရားမိန့်တော်မူသည်ကယုတ်တုတို့ကိုငါဖြတ်စီ၍နောဖပြည်၌စင်တုတို့ကိုလည်းပယ်ဖြတ်မည်နောက်တဖန်အေကုတုမင်းမျိုးမရှိရာအေကုတုပြည်သည် ောင့်ရွံ့မီအကြောင်းကိုငါပြုမီ ပါတရုပီကိုငါဖြတ်မီဇောနမြို့ကိုလည်းမီးရှို့မီနောမြို့ကိုလည်းအပြစ်တန်စီရင်မီအကုတုပီအစွမ်းတတိဖြစ်သောတိမ်မြို့အပေါ်သို့ငါသည်အမျက်ကိုတွန်းလောင်း၍ နုံးမြို့သားအလုံးအရင်းကိုပယ်ဖြတ်မိအဂဒုပြည်၌မီးညှိ၍တိမ်မြို့သည်တုန်လှုပ်ခြင်းနုံးမြို့ရိုးသည်ပြိုပေါက်ခြင်းနောဖမြို့သည်နေ့အချိန်၌ပင်စစ်တိုက်ခြင်းကို ခံရလိမ့်မည်အာဝင်မြို့ဖိပေတက်မြို့သားလူလင်တို့သည်ဓာဖြင့်လဲ၍တေကြသည်ဖြင့်မိမတို့သည်တိမ့်သွာခြင်းကို ခံရကြလိမ့်မည် တာပနတ်မြို့၌အေဂုတုလန်ဒန်တို့ကိုငါချိုး၍သူအစွမ်းတတိဤဂုံအတရေဆုံးသောအခါနေအချိန်၌အလင်းကွယ်လိမ့်မည်မိုးအုပ်၍မြို့သမီးတို့သည်တိမ်သွာခြင်းကို ခံရကြလိမ့်မည် ထို့သူအေဂုတုပြည်၌ငါသည်အပြစ်တန်စီရင်၍ဒါဝရဘုရားဖြစ်သောကို သူတို့သိရကြလိမ့်မည်ဟုမိန်တော်မူ၏တက္ကရစ်30တခုပထမလ9ရက်နေ့တွင်ဒါဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီတို့ရောက်လာ၍အချင်းလူသာအေဂုတုရှင်ဘရင်ဖာရောမင်း၏လက်ယုံကိုငါချိုးပြီးစေးကူ၍မထုတ်ရ ဓာကင်စီဖို့ပဂတိခွန်အားရှိစေခြင်းငှာအဝတ်နှင့်မစည်းရာဤအမှု၌အရှင်သာရဖျားမိန့်တော်မူသီကငါသည် အကုတုရှင်ပေရင်ဖာရောမင်းတစ်ဖက်၌နေသည်ဖြင့်သူ၏လက်ယုံဒီဟုသော ခိုင်မာသောလက်ယုံနှင့် အရင်ချိုးသော လက်ယုံကိုငါချိုး၍ဓာကို သူ့လက်မှကျစေမည်အကုတုလူတို့ကိုအတိုင်းတိုင်း အပြည့်ပြည့်တို့တွင် ကွဲပြားပြန့်လွင့်စေမည်ဘာဘူးလုံရှင်ဘရင်ကိုငါခိုင်းပါစေ၍ငါဓာကိုတူလက်၌အပ်မည်ဖာရောမင်းဤလက်ယုံတို့ကိုငါချိုးသဖြင့်သူသည်အသေးတက်ခြင်းကိုခံရသောသူအော်ဟစ်တကဲ့သို့ဘာဘူးလုံရှင်ဘရင်ရှေ့မှအော်ဟေရလိမ့်မည်ဘာဘူးလုံရှင်ဘရင်ဤလက်ယုံတို့ကိုငါခိုင်းပါစေမည်ဖာရောဘရင်ဤလက်မူကအောက်သို့ကျလိမ့်မည်ငါဓာကိုဘာဘူးလုံရှင်ဘရင်လက်၌ငါအပ်၍ သူသည်အဂုတုပြီကိုဓာနှင့်ခုတ်သောအခါငါသည်သာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ထို့သောအဂုတုလူတို့ကိုအတိုင်းတိုင်းအပြည်ပြည်တို့၌ငါကွဲပြားပြန့်လွင့်စေမည်ငါသည်သာဝရဘုရားဖြစ်ကြောင်းကိုသူတို့သိရကြလိမ့်မည်ဟုမိန့်တော်မူ၏အာမင် God bless you